ုတနေ့ကစူဇန်ခေါင်တိန်ဈေးထဲကနေပြီးတော့လေဒီငဖဲ့ချင်းထုတ်ကလေးတထုတ်ကိုဘတ်30နဲ့ဝယ်လာတာပေါ့နော်ဝယ်လာတာတော့နှစ်ထုတ်ဝယ်လာတယ်အခုဒီနေ့တထုတ်ကိုအရင်ဆမ်းပြီးတော့ဖောက်ကြည့်ပါမယ်ဒီငဖဲ့ချင်းတို့ပစွန်ချင်းထုတ်တို့ဖောက်လို့ရှိရင်လေလေ surprise gift box တွေဖောက်နေရသလိုပဲသိရမလားအထဲထဲကဖက်ရွက်ကလေးခွာလိုက်ရင်ဘလောက်ကြံမလဲဆိုတာရင်ခုံရင်စိတ်လှုပ်ရှားရင်းနဲ့ခွာကြည့်နေရပါတော့ဒါလေးကတော့တထုတ်ဘတ်30ဆိုတော့အထဲမှာဘလောက်ပါမလဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်နော်ရှိသေးလားဖက်ရွက်အာ တို့ရဲ့အနေထားလေးကြည့်ရအောင်ဒါကတထုပ်ကိုဘတ်30ပေးရပါတယ်တန်လားမတန်လားဆိုတာတစ်ချက်ကြည့်ရအောင်နော်ဆိုပါဦးကိုကိုမှတ်နေလို့အရင်ကြီးတော့တအားကြီးဖတ်တယ်ရွက်ပါနေမျိုးတော့မဟုတ်ဘူးဒီမှာဒီလိုတထုပ်ဆိုလို့ရှင်တော့တပွဲစာရတယ်မဆိုပါဘူးနော်ဒီမှာပကံရဲ့အနေထားနဲ့ပြထားတာဒါဘတ်30လေးနဲ့ခေါင်းလေးသေးတဲ့ဝယ်လာခဲ့တယ်ငဖယ်ရှင်လေးပါပြီးရင်တုတ်ပြွားတော့မှဗီဒီယိုလေးထပ်တင်မယ်မနော် ကဲဒါတော့ငဖယ်ရှင်တထုပ်ဖောက်လိုက်တဲ့အခါမှာဒပကန်စာရပါတယ်မစိုးပါဘူးဘတ်30နဲ့ပေါ့နော်ဒီလိုမျိုးတစ်ခါစားဒပကန်စာရတာတော့တန်ပါတယ်အခုပင်စိမ်းရွက်ကလေးနည်းနည်းခတ်ပါမယ်ဆိုတော့ဒီငချင်တို့ပစုံချင်တို့ဆိုလို့ရှိရင်ပင်စိမ်းရွက်နဲ့စားရတာကိုကြိုက်လို့ပါအာတချို့ကလည်းနနမင်းတို့ပါအောင်နဲ့တုတ်ပါတယ်စူဆန်းတို့ပင်စိမ်းရွက်နဲ့ပို့ရွက်ကြိုက်ပါတယ်ငရုတ်သီးစိမ်းလေးလည်းထည့်ပါမယ်ပြီးတော့ငရုတ်သီးအလော်မုတ်လေးလည်းပေါ့နော်နည်းနည်းထည့်ပါမယ်အဆက်အရသာလေးကြိုက်လို့ပါ ပြီးတော့ရင်နော်စီလေးဆန်အရသာအချိုမုတ်စာအရသာကိုလိုလိုထည့်ပြီးသွားရင်နော်စီလေးရွှဲရွှဲလေးနဲ့တုပ်စားပါမယ်ဒီနေ့ရဲ့ဒါဟင်းလျာလေးတွေပါ ပူတီဟင်းကြိုလေးရဲ့အာငဖဲခြင်းတုပ်ကလေးနဲ့ထမင်းလေးစားကြပါအောင်ရှင်